လည်းဖြစ်တယ်မေလာလည်းအရင်ကြိုက်တယ်ဆိုတော့လေအခုလိုမျိုးဇုံတွဲလေးလာပြီးကမ်းလန်းတော့အာစုပ်ကြည့်မယ်ဆိုပြီးတော့လက်ခံပြတတ်ပါအကိုကြီးတက53နှစ်ရှိပြီ။ဟုတ်53နှစ်ရှိပြီ။ရှိတော့သူဆိုတဲ့အချိန်မှာသူ့အတန်ကလည်းအခုချိန်ဒီအတန်လေးကနှုတ်နေတော့မဟုတ်ဇုံလေးလုတ်ပြီးမယ်လို့ကြီးတဲ့သူတွေမခေါ်ဘူးလို့။အဲညီကိုရေနောင်ရင်ထဲမှာတကယ်ခေါ်တော့လေတကယ်ဖိတ်ပြီးတော့စီစဉ်မစုံမဲ့သူတို့ဒီဒီနေ့စီစဉ်လေးဖြစ်လာတာပေါ့။ အသက်ရွယ်အရေးမကြီးပါဘူးအဓိကကိုဝါသနာနဲ့ပေါ့နော်ကိုဖြစ်စင်တဲ့အရာကိုဒါအကောင့်ထဲဖုံးနိုင်မှုလိုတယ်ပေါ့နော် မန်းလေးမှာဆိုလို့ရှိရင်ဥတည်မြို့ပေါ့နော်ရန်ကုန်မှာဆိုကိုရဲကျောင်းဟုတ်ကဲ့တို့ညီမလေးတွေကတို့ကိုကြီးတွေကိုလက်တွဲခေါ်ပေးရညီမလေးလို့ပြောလို့ရမလားအဲအဲ့လိုပဲဖြစ်ချင်ပါတယ်ပေါ့နော် okay ပါကျွန်တော်ကတော့စီစဉ်သူသိန်းစော်ဆန္ဒကူပါနော်ဒါကတော့ညီမလေးမိလာတန်စင်ပေါ့ဆိုတော့တကူတကမိတ်ဆက်ပေးရတာဒါတော့ဒေတာရှင်အခုကျွန်တော်စီစဉ်ကျွန်တော်လည်းဒေတာရှင်ကိုရဲပါဟုတ်ဟုတ်နော်ဒီနေ့ဒီတချင်းလေးစီစဉ်ပြတာကလည်းတချင်းကလည်းကျွန်တော်တချင်းဟောင်းလေးပါပဲကျွန်တော်ဒီတချင်းလေးကိုဒါကိုရဲရဲ့ညီကိုရီအပေါင်းအသင်းတွေအကုန်လုံးကလည်းဒီတချင်းလေးကိုအရန်ကြိုက်တော့အများအားလည်းပြန်မသူစိုးပြစ်နေတော့ သူပေါင်းတဲ့နေရာကိုဝယ်ခိုင်းတဲ့သင်းလေးဝယ်ပြီးဆိုပါလားဆိုတာနဲ့အကျွန်တော်တို့ဒီသင်းလေးကိုဆရာဦးသူခမိန်လိုင်စီမှာဆရာစီမှာကျွန်တော်တို့တိုင်းသွားဝယ်ဖြစ်ပါတယ်ဝယ်ပြီးတာနဲ့ကျွန်တော်ဂီတာမူအော်ရိုလာခေါ်မြတ်ထုတ်အဖွဲနဲ့ကျွန်တော်မျိုးကိုတိုင်ပင်ကြတာပေါ့ဘလိုလေးပုံဖော်ရင်ကောင်းမလဲပေါ့ဆိုတော့နည်းနည်းထူးဆန်းလေးဖြစ်တော့အောင်ဆိုပြီးကျွန်တော် JSK ပုံစံလေးလွှဲတယ်စုံတွဲလေးလွှဲလိုက်တဲ့နေရာမှာလဲဘသူနဲ့ဆိုရင်ကောင်းမလဲထပ်ပြီးတော့တိုင်ပင်ကြတော့အကင်ညီမလေးကိုအဲဖိတ်ဖြစ်တာပေါ့ ဖြစ်ပြီးတော့ဒီနေ့ EMS Studio မှာဒါဒီတခြင်းလေးကိုဒီနေ့ body တင်းကြီးနဲ့ပုံဖော်ဖြစ်တာပါအဲပုံဖော်ဖြစ်တာခင်းလေးရလဲဒါနာမည်ကြည့်ပြီးသားလည်းဖြစ်တယ်မိလာလည်းအရန်ကြိုက်တယ်ဆိုတော့လေအခုလိုမျိုးဇုံလွဲလေးလာပြီးကမ်းလမ်းတော့အာဆုပ်ကြည့်မယ်ဆိုပြီးတော့လက်ခံပြတာပါဟုတ်ကဲ့ဒီချင်းရလဲကျွန်တော်ကဒီနေ့ချင်းကြီးကကြိုက်နေတယ်ကြိုက်နေတဲ့ခါကျတော့ပွဲတိုင်းလည်းဆိုဖြစ်တာပေါ့နော်တငယ်ချင်းတွေကလည်းမိတ်ဆွေတွေကလည်းတောင်းလိုက်ဒီတချင်းမတောင်းလို့ဟုတ်ကဲ့အားလည်းပဲ ဟိုတေးဆရာကြီးဥတုခင်မိုင်းလိုင်းရှင်လားကိုတိတော်နဲ့တိုင်နေပြီးတော့ဝယ်ပြီးတော့လဲဆုပ်ဖြစ်တာလေးပါဟုတ်တယ်တကယ်ချူချူလေးထဲမှာပါပါတယ်သူကလည်းကောင်းပါလေကိုကောင်းတယ်ကိုကောင်းတယ်လို့အာပို့ပြတော့မြူးနေတယ်ကိုကမနေ့လိုက်နေရတယ်လို့ဟုတ်ဒီလိုကြီးပြောဝေးပါအောင်တကယ်ကိုတော့ညီမလေးမိလားအတန်လေးနဲ့တောင်းအဲဟုတ်တယ်ပေါ်လိုက်တဲ့ခါမှာစီစီတော်လာလဲပါတာအဲဘယ်လို touch လောက်တာပေါ့ဘယ်ညာရောက်တာလဲနော်ဩစီစီပဲမနိုင်ပါဆရာလည်းပေါ့ကိုကြီးရတာလေပြောရရင် အဲ့ဒါအသက်ပြောလိုက်မယ်ကိုကြီးကဟုတ်ပြောလိုက်ပါပြောလိုက်ပါပြောလိုက်ပါအဲကိုကြီးကလူငယ်တည်းမှာအသက်ကြီးနေပြီပြောပြလိုက်ပါအကိုကြီးတက်က53နှစ်ရှိဟုတ်53နှစ်ရှိပြီရှိတော့သူဆိုတဲ့အချိန်မှာသူ့အတန်ကလည်းဒီခုချိန်ဒီအတန်လေးကနှုတ်နေတော့ပေါ့အတန်လေးကပါပြီးငယ်တဲ့ဘက်မှာပါတယ်ပေါ့ငယ်တဲ့ဘက်မှာပါတော့အဲ့ဆိုရင်လို့ကိုကြီးကိုငယ်တဲ့သူကြီးနဲ့ပဲစုံလဲလုတ်ပြမယ်လို့ကြီးတဲ့သူတွေမခေါ်ဘူးလို့အဲတော့ညီကိုတွေနောင်ရင်းထဲမှာတကယ်ခေါ်တော့လေတကယ်ဒီနေ့ကျတော့အန်ဂျီမာလေးနဲ့လှမ်းပြီးတော့ ကဲဒီမှာလည်းဖိပြီးတော့စီးတယ်မစိုးမဲ့သူတို့ဒီဒီနေ့စီစဉ်လေးဖြစ်လာတာပေါ့ ဒီကအသက်ရအရေးမကြီးပါဘူးဒီကကိုဝါဒနာနဲ့ပေါ့နော်ကိုဖြစ်စင်တဲ့အရာကိုဒါအကောင့်ထဲဖုံးနိုင်မှုလိုတယ်ပေါ့နော်ဒါဒါကိုရဲဆိုလို့ရှိရင်လည်းဒါသူသူဖြစ်ချင်တဲ့အတိုင်းပေါ့နော်သူသချင်းနေဆိုရဲသူပေါ်ကပျော်ပျော်နေတယ်စီဝိုင်းပေါ်မှာဆိုလည်းအရန်အောင်မြင်တယ်ဆိုတော့လေဒါဘာပြောကိုကအသက်ငယ်တယ်ဆိုပေမဲ့လေအားကြပါတယ်ပွင့်လေးလေးရှိတယ်အရန်လည်းပျော်ပျော်လေးနေတတ်တယ်ဆိုရောက်လာတဲ့အပြင်းပြုံးလေးပဲအခုချိန်ဒီဒီတိုင်းပဲအင်တာဗျူးမှလို့ပြောတာမဟုတ်ဘူးနော်ဆိုလေးလေးပြောနေတာပဲသူကပြင်မမှာဆိုလို့ ောသချင်းဆိုရင်ထိုင်းဆိုပါလားလို့ပြောတာတော့မထိုင်ဘူးလေမတက်ရဲဆိုပါအားရတယ်လေမထိုင်ဘူးလေဆိုတော့လေဘာပဲပြောလေဟိုကိုကလည်းဟိုငါလည်းအဲ့လိုပေါ့နော်အသက်ရတခုရောက်လာတဲ့အခါကျရင်ဒီလိုမျိုးဟိုအဲ့လိုမျိုးကိုလုံးချင်တာလို့ခွင့်ရပါမလားပြောနိုင်ပါမလားဆိုစဉ်းစားပြီးအားကြတာလည်းရှိပါတယ်ဆိုတော့သချင်းလေးနဲ့လည်းလိုက်ပါရနော်တကယ်တော့ဟုတ်တယ်လိုက်ပါလေလိုက်ပါဟုတ်ဟုတ်အဲ့တော့သချင်းလေးထွက်လာရင်လည်းအားပေးစေချင်ပါတယ်ကိုရဲကသချင်းကနော်ကိုရင်ဟိုကငါးဘုတ် ငါပုတ်ငါပုတ်ပါပေါ့အဲ့ဒါငါပုတ်စီစဉ်ထားတယ်ငါပုတ်စီစဉ်ထားတယ်မန်းလေးမှာဆိုလို့ရှိရင်ဥတည်မျိုးပေါ့နော်ကြောက်မှာဆိုကိုရဲ့ကြောက်ရဖြစ်ပါတယ်ဟုတ်ကဲ့တို့ညီမလေးတွေကတို့ကိုကြီးတွေကိုလက်တွဲခေါ်ပြီးညီမလေးလို့ပြောလို့ရမလားအဲအဲ့လိုပဲကြည့်စမ်းပါဘောနော်ကိုလည်းဆိုလိုက်လို့ပေါ့နော်တခုခုအဲ့လိုလေးလိုလေးတခုခုလေးတချင်ပေါက်တာပဲပြကြောင်းလဲမှုလေးဖြစ်ဖြစ်အဲ့လိုလေးပေါ့အပေးယူလေးညားဖြစ်ဖြစ်ဘာပဲပြောဝမ်းသာရတာပေါ့နော်ဟုတ်အကောင်းဆုံးပဲဖြစ်ချင်ပါတယ်ကိုလှုပ်ပေးလိုက်တဲ့အရာတခုပါလေအချင်းကတော့ညှော်လင်းကျဲဆိုတာတော့ဒါပြန်ပြိတ္တကကြီး ည်ပြီးတော့ပဲသွားလိမ့်မှာပါเนาะဟုတ်တယ်ဒီကမျောလေးချက်ဆိုတော့ချက်ဆိုတော့ချက်နဲ့ရလေးချက်ပြလို့ရတယ်ချက်ပြလို့ရတယ်ချက်ပြလို့ဝမ်းတာတာဟုတ်တယ်အစတော့စိုးရိမ်မှုရှိတာပေါ့เนาะအဲဒါမဲ့အခုတချင်းတိုက်ကြည့်လိုက်တဲ့အခါမှာတော့ ဒါရှေးပုံစံမျိုးလေးလည်းမပြတ်ဘူးဟဲ့မပြတ်လည်းမပြတ်တော့ဘူးချင်းရဲ့တစ်ဖက်မှာလည်းအဲပုံစံကိုပုံစံလေးလည်းဖြစ်တယ်ကိုရဲဆိုချက်လည်းသူ့ style လေးနဲ့သူသွားတာခုနကြားရတယ်ပေါ့အချင်းနားထောင်ဟိုဟာသူအတန်ကိုကြီးဆိုတဲ့အချိန်မှာနားထောင်တဲ့အချိန်မှာအဲ့လိုသူများနဲ့မတူဘဲနဲ့လေကို style လေးနဲ့ကိုသွားတာတွေ့ရမေလာဆိုလို့ရှင်လည်းမေလာကို style နဲ့ကိုသွားတော့လေဘာပဲပြောပြတတ်လေးကတမျိုးနေနေတော့အဲနားထောင်တော့အဆင်ပြေမယ်လို့ထင်ပါတယ်ဟုတ်ပြေသွားနိုင်ပါတယ်ဆိုတော့ပြေပါပြေပါလေပေါ့ဟုတ်ကဲ့ချင်းလေးကို အဲပုံဖော်ပြီးရတဲ့ကျွန်တော်မီဒီယာရှင်းလင်းပွဲလေးလေးလုပ်ပေးမှာပေါ့ဒါတော့ကိုရဲကို promote လုပ်တဲ့အနေနဲ့ပါပြီးရတဲ့ YouTube channel မှာလုပ်တဲ့မှာကျွန်တော်တို့မြန်မာပြည်ပြည်တွင်းကျွန်တော် application platform တွေကလည်းတက်ဆက်ဖို့စီစဉ်ထားပါတယ်ဟုတ်ပါပါဟုတ်ပါပါကိုကခြားပြချင်တာတော့ခြားပြပြီးပါပြီအပြုပါဘုံတွေပဲပြောချင်တာအဲ့မဲ့တူအားတာတာကကိုရဲကတော်လုပ်ငန်းရှင်ကိုသူ့လုပ်ငန်းကလည်းတော် expert ကားကြီးတွေအစီး80ကျော်နဲ့သူက run နေတာဆိုတော့ တော်ပြိသက်ကထူးရှာတယ်ရမလို့သူကားဒီပုံမှာထည့်ပြလိုက်တယ်ကျွန်တော်တို့ကဟုတ်ကဲ့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 ပြိသက်ကတော့ဟိုမကြည့်ချင်းလဲကြည့်ကြည့်ချင်းလဲကြည့်ပဲမရအောင်ဖွင့်ပြမှာပဲလုပ်ငန်းရဲ့အဓိကကိုယ့်ရဲ့ကားလုပ်ငန်းရတော့ကိုယ့်ရဲ့ဖဲဒီလုပ်ငန်းလုပ်တာပေါ့နော်စက်ရုံတွေမှာဖဲဒီပေါ့ဒါကစက်ရုံမှာလဲဝန်ထမ်းပေါက်လာနေဆိုတော့တသောင်းလောက်ရှိတာပေါ့ဟိုကိုကားကြီးကြိုနေတာနဲ့ဆိုတော့ အဲဒီပုံမှာပဲသူတို့လေအားလုံးကကျွန်တော်ဟိုဟိုဟိုဘောပရိသတ်တောင်းလောက်ကတော့အစင်းသိရှိနေတယ်အဲ့တော့လောလောအပြီးသွားရေကိုကိုဖန်နေကို